အားလုံးနဲ့မင်္ဂလာပါခင်ဗျာကျွန်တော်တို့999 Permis USA News YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်နာမည်ကတော့ Mr. Nine ဖြစ်ပါတယ်အမေရိကရဲ့မြန်မာအင်္ဂလိပ်ဘာသာပြန် Certified Interpreter တယောက်ဖြစ်ပါတယ်ဒီကနေ့ကျွန်တော်ဘာသာပြန်တင်ဆက်ပေးသွားမယ့်သတင်းကတော့အမေရိကရဲ့အကူအညီတွေယူကရိန်းပေါ်ကိုရပ်သွားပြီးတဲ့နောက်ပိုင်းရုရှားကယူကရိန်းကိုဇက်တိုက်အဆက်မပြတ်ထိုးစစ်ဆင်နေရာစနေနေ့မတ်လ10ရက်2025နေ့ညမှာတော့ရုရှားရဲ့တာဝေးပစ်ဒုံးကျည်များကြောင့်ယူကရိန်းနိုင်ငံသားများ14ယောက်သေဆုံးခဲ့ရပြီး 38ရောက်ဒဏ်ရာရရှိသွားတဲ့တည်င်းရဲ့ယူကရိန်းသမ္မတဇလန်စကီကအပြုသဘောဆောင်တဲ့စကားတွေအမေရိကနဲ့အခုပြောဆိုဖို့တရားရခိုင်နှုန်းအစင်းသဖြစ်နေကြောင်းနဲ့ဒေါ်နယ်ထရမ့်ကိုသူတောင်းပန်တဲ့အကြောင်းဆက်သွယ်ပြောကြားလိုက်တဲ့တည်င်းများပဲဖြစ်ပါတယ်။တည်င်းအပြည့်စုံကတော့ရိုက်တာတည်င်းဌာနကမတ်လ10ရက်2025နေ့မှာတင်ဆက်သွားတာကတော့ရုရှားနဲ့ငြိမ်းချမ်းရေးဆွေးနွေးဖို့ကိုအမေရိကကိုစစ်ကြောကြေးငွေအတွက်ပြေရှားတတ်တူတူဖော်ခွင့်ပေးဖို့ ကန်လန်းရေးသဘောတူစာချုပ်ချုပ်ဆိုရန်ဇလန်စကီကညှင်းဆိုခဲ့တဲ့အတွက်အမေရိကကယူကရိန်းကိုပေးနေတဲ့စစ်ရေးအကူအညီတွေကို ဖြတ်တောက်ခဲ့တဲ့အပြင်ထောက်လန်းရေးသတင်းအချက်အလက်ပေးတွေကိုလည်းရပ်တန့်ခဲ့ပါတယ်ပြီးခဲ့တဲ့တောက်ကြနေ့ကစပြီးအမေရိကန်အကတာကော်မတီတစ်ခုဖြစ်တဲ့မက်ဆာကနေအကတာစခန်းကယူကရိန်းကိုပေးနေတဲ့ထောက်လန်းရေးစနစ်တွေကိုဖြတ်ပစ်ခဲ့ပါတယ် အဲ့ဒါကြောင့်ရုရှားကနေတောက်ကြနေတဲ့စနေနေ့နေ့ရက်စတိုက်ပြစ်လွတ်လိုက်တဲ့တာဝေးပြစ်ဒုံးကြီးတွေဒရုန်းတွေရဲ့ဓာတ်ကိုယူကရိန်းအနေနဲ့မမြင်နိုင်မဟန်သားနိုင်တော့တာကြောင့်ပြည်သူ14ဦးသေဆုံးခဲ့ပြီး38ယောက်ဒဏ်ရာရရှိသွားကြောင်းနဲ့ယူကရိန်းနေဆက်ကဒိုပရီယိုပီလီယာမဆိုလို့ရှိရင်ကလေး9ဦးအပါအဝင်17ဦးသေဆုံးခဲ့ပြီးနောက်ထပ်အယောက်30ကျော်ဒဏ်ရာရရှိသွားကြောင်းယူကရိန်းပြည်ထောင်စုဝန်ကြီးဌာနကထုတ်ပြန်လိုက်ပါတယ် အဲ့ဒါပြင်ယူကရိန်းမြို့တော်ကိုလည်းပေတိန်ဒုံမစ်ဆိုင်းဒုံးကျည်တွေရော့ကက်တွေဒရုန်းတွေနဲ့တိုက်ခိုက်ခဲ့ရတဲ့တိုက်ခိုက်ခံခဲ့ရတဲ့အတွက်လည်းလူနေအထက်မြင့်အဆောက်အဦးနှလုံးရှစ်လုံးနဲ့မော်တော်ကားတွေပျက်စီးပြီးအရသာသုံးဦးထပ်မံတေဆုံးခဲ့ရပြန်ပါတယ်။ယူကရိန်းသမ္မတဇလန်စကီကတော့ရုရှားဟာတကယ်တမ်းငြိမ်းချမ်းရေးလိုလားနေတယ်ဆိုရင် အခုလိုတိုက်ခိုက်နေတာတွေအရင်ရက်ဖို့လိုတယ်လို့ပြောပါတယ်။ ရုရှားနဲ့ယူကရိန်းတို့ငြိမ်းချမ်းရေးစပွဲမှာထိုင်ရန်အမေရိကကနေဂျောင်းဝင်ဖြစ်ရှင်းပေမဲ့နှစ်ဖက်စလုံးကသူ့ထက်ငါအသက်အသာကြီးရရန်အသေးစားရန်စားမှုတွေဆက်လက်ဖြစ်ပေါ်နေပါတယ်။ရုရှားရဲ့အကြီးအမားဆုံးဖြစ်တဲ့ရေနံချက်စက်ရုံမှာတင်ကားတစ်စီးဟာလည်းယူကရိန်းရဲ့ဒရုန်းတွေကြောင့်ပျက်စီးသွားခဲ့ပါတယ်။ယူကရိန်းမျိုးတော်နီနာက ရွာသုံးရွာကိုတော့ရုရှားတပ်ဖွဲ့များကပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်းပြောပါတယ်။ရိုက်တာအဖွဲ့ကတော့ဒါကိုအတိမပြုနိုင်သေးပါဘူး။ အဲ့ဒီလိုရုရှားဘက်ကဒရဇက်တိုက်ခိုက်တာတွေဖြစ်နေတဲ့အချိန်မှာပဲယူကရိန်းသမ္မတဇယ်လန်စကီကတော့စနေနေ့မတ်လ10ရက်2025မှာသတင်းစာရှင်းလင်းပွဲပြုလုပ်ပြီးအခုတော့သူဟာငြိမ်းချမ်းရေးအတွက်သမ္မတထရန့်ရဲ့ခေါင်းဆောင်မှုအောက်မှာဝင်ရောက်ပြီးတော့စကားပြောဆိုညှိနှိုင်းမှုတွေပြုလုပ်ဖို့တရားရခိုင်နှုန်းအစဉ်သစ်ဖြစ်နေပါပြီလို့အပြုသဘောဆောင်တဲ့ကမ်းလှမ်းချက်ပေးပြီးသမ္မတထရန့်ကသူ့ကိုအင်ဖြူရိုကိုပြန်မခေါ်တော့ဘဲ ်အမေရိကရဲ့အထူးကိုယ်စားလှယ်စတီဗ်ဝစ်ခော့ဖ်ကိုဇလန်စကီနဲ့တွေ့ဆုံဆွေးနွေးရန်နောက်လာမယ့်အပတ်မှာဆော်ဒီအာရေဗီယာကိုဆေလွှတ်လိုက်ပါပြီအမေရိကရဲ့ကာကွယ်ရေးဝန်ကြီးကလည်းယူကရိန်းသမ္မတဟာတတိယကမ္ဘာစစ်ဖြစ်ပေါ်လာအောင်စတင်နေတဲ့တမိုင်းရဲ့တရားခံလို့ပြစ်တင်ဝေဖန်ခဲ့ပါတယ်ယူကရိန်းသမ္မတဇယ်လန်စကီကတော့အမေရိကနဲ့အင်ဖြူတော်မှာသမ္မတထရမ့်နဲ့အခြေတင်ဖြစ်ခဲ့ရတဲ့အတွက် တောင်းမှလိုက်ပြီးအမေရိကန်ဟာယူကရိန်းအတွက်အများအပြားဆောင်ရွက်ပေးခဲ့တာတွေအတွက်အများကြီးကျေးဇူးတင်ကြောင်းပေးပို့လိုက်တဲ့စာကိုအင်ဖျူရောကရရှိကြောင်းနဲ့သမ္မတထရမ့်ကလည်းလက်ခံလိုက်ကြောင်းအထူးကိုယ်စားလှယ်ကပြောကြားသွားပါတယ်။နောက်ပြီးတော့ယူကရိန်းသမ္မတဇလန်စကီကဥရောပနိုင်ငံတွေဟာအပြောမဟုတ်ဖဲနဲ့လက်တွေ့လှုပ်ဆောင်တာတွေအတွက်ကျေးဇူးတင်ကြောင်းပြောသလိုပြည်သစ်သမ္မတကတော့ဥရောပရဲ့အနာဂတ်အတွက်အမေရိကန်နဲ့ရုရှားတို့ကအဆုံးဖြတ်ပေးမှာမဟုတ်ကြောင်း ြောလိုက်ပါတယ်။ယူကရိန်းသမ္မတကရှေ့ဘက်ထဲမှာ sorry Arabia ကိုလာမဲ့အကြောင်းနဲ့ပြီးတော့အဲ့ဒီကိစ္စဟာတကယ်ကိုအရေးကြီးတဲ့ဆုံးဖြတ်ချက်တွေချမှတ်နိုင်လိမ့်မယ်လို့မျှော်လင့်နေပါတယ်လို့ပြောပါတယ်။ American နိုင်ငံသားဝင်ကြီး Marco Rubio ကတော့ငင်းချမ်းရေးကိုသွားတဲ့ဖြစ်စဉ်ဟာအစည်းအဝေးတစ်ချိန်နဲ့ဖြတ်လို့ရတဲ့ကိစ္စမဟုတ်ပါဘူး။ရုရှား၊ယူကရိန်းငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ပြောကြားလိုက်ပါတယ်။ Sorry ပါပြုလုပ်မဲ့အဲ့ဒီငြိမ်းချမ်းရေးစကားပွဲမှာတော့ ရုရှားဘက်ကမီးသူကိုဆေလွှတ်မယ်ဆိုတော့မသိရသေးဘူးလို့အမေရိကန်နိုင်ငံရဲ့ဝန်ကြီးကပြောပါတယ်။ပြောနေတာကတော့အဖွင့်စကားပွဲမှာစစ်ပွဲပြီးဆုံးရေးအတွက်ယူကရိန်းကစကားပြောဖို့လိုပါတယ်လို့သူကမှတ်ချက်ချလိုက်ပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။သတင်းကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလည်းအမေရိကရဲ့သတင်းအမှန်များကိုစူးစမ်းပြီးတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့999 Permis USA News YouTube channel လေးကိုတိုင်းနေသက်ခရင် like and subscribe လုပ်ပေးခဲ့သွားပါ So please take care of yourself and each other. Bye bye.